တော့ရန်ကုန်ကလုပ်ငန်းရှင်ကျွန်တော်တို့ boss တယောက်နဲ့လက်ဖက်ဆိုင်ထိုင်ရင်းနဲ့သူကဘာပြောလဲဆိုတော့ကိုကြီးတဲ့ကျွန်တော်အခု35ဝန်းကျင်ပေါ့ဗျာတဲ့ကျွန်တော်ရှာပွေထားတဲ့နေထားလေးနဲ့တော်တော်လေးပြည့်စုံသလောက်တော့ဖြစ်ပါပြီတဲ့ကျွန်တော်ဘလူး80လောက်တင်တယ်ကိုကြီးတဲ့အဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲရက်ပြီးတော့အေးချမ်းချမ်းနေသွားတင်လားဒီလိုပဲဆက်ပြီးတိတိတိုးချဲ့ပြီးသွားတင်လားတဲ့အဲ့ဒါတော့လို့ ျွန်တော်ကတော့ဟိုအကြံပေးမယ်ဆိုရင်တော့ကျွန်တော်ကိုကျွန်တော်ပဲအရင်ကျွန်တော်နေတဲ့ပုံစံကျွန်တော်ရင်ပြောပြခြင်းပဲဗျာလို့စင်ကြီးတော့လည်းတုံဘောလို့ဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့လို့ discovery ကိုကြည့်ပြလားဆိုကြည့်ပြတယ်တဲ့ discovery ထဲမှာလို့တမင်တကောင်ကိုပဲဖြစ်ဖြစ်နွားရံလေးတကောင်ကိုပဲဖြစ်ဖြစ်မြင်းချားလေးတကောင်ကိုပဲဖြစ်ဖြစ်ချင်းသေးတွေချားတွေအားလုံးမျိုးလိုက်ကြိုက်စားကြတယ်လीအဲ့ခါကျတော့လို့ချင်းသေးအုပ်လိုက်ကြိုက်လိုက်ကြိုက်စားလိုက်ကြိုက်တယ်ချင်းသေးကအဲ့မှာနွားရံလေးတကောင်မိသွားတယ် အဲ့နွားရိုင်းကလည်းပဲသူကလွတ်လွတ်လွညာသွားနေတာတကောင်ကလေပင်ကိုခဲထားတယ်ခဲထားပြီးတော့နောက်ကအကောင်ကြီးကဘိုက်တွေပေါက်စားခြေထောက်တွေပေါင်နေစားအိုးအဲ့ဒီလိုမျိုးနဲ့သူခမလွတ်လွတ်လွညာသွားရင်သွားရင်နဲ့သူဟာအတန်လဲအော်နေတယ်အတက်လဲရှူးနေတယ်နာကျင်မှုဝေဒနာတွေခံရင်းနဲ့သူကဘာလုပ်တလဲဆိုတော့ရှေ့ကိုရုံးကန်ရင်းနဲ့သွားတော့ဟိုကောင်းကြီးကနောက်ကသူ့ကိုလိုက်စားနေတာအေးပြတော့အဲ့ချိန်မှာသူနောက်လဲကြည့်လိုက်တဲ့အချိန်မှာ သူ့အောက်ပိုင်းမရှိတော့ဘူးတတော်တန်ဝေကရစရာကောင်းနေလို့ကျွန်တော်တို့လူတွေလည်းထုတ်တူပဲလို့ကျွန်တော်တို့လူတွေကဘလို့လဲဆိုတော့လို့လူတရားလို့အသက်80တက်တန်းတစ်ခုထိဟိုဘက်ဘက်ပြုခဲ့တဲ့ကံကြောင့်ဒီဘက်ကနေဖို့ပါလာတယ်ထားပါအောင်လို့အခုကျွန်တော်ဆိုရင်အသက်40ထွေးထား40ကျော်သွားပြီ40ပဲထားလိုက်အောင်အဲ့တော့ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တဲ့ချိန်မှာကျွန်တော်ခန္ဓာကိုယ်က40ရာခိုင်နှုန်းရှိတော့အဲ့တော့ ကျွန်တော်ခန္ဓာကိုယ်နှစ်ပုံပုံရင်ကိုတပုံကျော်ရော့သွားပြီမရှိတော့ဘူးခန္ဓာကြီးကရုပ်နေနေရတော့ရှိတာပေါ့ခြေောက်တွေလက်တွေရှိတာဟုတ်တာပေါ့ကံဒီရုပ်ကြီးဘလောက်ပဲတည်မြဲနေသေးဘလောက်ပဲတောင့်တင်းနေပေးစေကံကိုရင်ဇီဝတာကိုချုပ်သွားတာနဲ့ဘဝတစ်ခုကပြီးသွားပြီအဲ့တော့ဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲပညာတတ်တတ်ဘလောက်ပဲရုပ်ရည်ချုံမောချုံမောချင်းနေတယ်ဘလို့ပဲရှိရှိပတ်စံရှိရှိမရှိရှိဘလို့လူပဲဖြစ်ဖြစ်ကံကုန်ပြီဆိုရင်ပြီးသွားပြီ အိုက်ခန္ဓာကြီးဟာလတ်တာပတ္တာကြီးနဲ့လဲထားခဲ့ရတာပဲဦးမင်းရှင်ရောပြီးတော့လဲထားခဲ့ရတာပဲအကြောင်းမျိုးမျိုးနဲ့ပုံစံမျိုးမျိုးနဲ့ထားခဲ့ရတဲ့သူတွေအများကြီးပဲကျွန်တော်နောက်လဲကြည့်လိုက်တာလို့ကျွန်တော်အသက်80တက်တန်းပါတယ်ထားဗျာလို့ကျွန်တော်နောက်ကခါရပိုင်းမရှိတော့ဘူးလို့ကျွန်တော်40ကျော်ခဲ့ပြီလို့အဲ့ဒါကြောင့်ကျွန်တော်နောက်ထပ်ကြံရှိနေတဲ့အချိန်ကိုကျွန်တော်ကောင်းကောင်းမွန်မွန်တုံ့ချခြင်းနဲ့လို့ကျွန်တော်တားရည်သမီးစီဝါရည်တွေနဲ့ပဲနေ့စဉ်လုံပန်းရင်းနဲ့ကျွန်တော်ဘွားကြီးကိုကျွန်တော်ဒီလိုမျိုးပဲစီဝါရှာဖို့တတ်တတ်လူဖြစ်လာရတယ်ဆိုရင်တော့ကျွန်တော်တို့ဟာ ခေါင်းနှာကိုစားကန်နေပြီနှလုံးနေရာကိုစားကန်နေပြီဆိုမှကျွန်တော်တို့ဟာဘာမှမကြံတော့တာသိရင်တော့ကျွန်တော်တို့ဘာမှပြင်ဆင်ချင်မရတော့ဘူးလို့အကြအိုမင်းချင်းရောလာပြီတန်50 60 80အော်90လောက်မှတည်ရင်တော့သွားပြီပေါ့နော်သွားပြီဘာမှပြင်လို့မရတော့ဘူး60ကျော်လောက်မှတည်ရင်လည်းလွယ်တော့ဘူးတည်ရမှာ40ပတ်ဝန်းကျင်လောက်ကတည်ကိုတည်ရမှာအဲ့တော့စီဝိုင်းလည်းတရားဓမ္မအတွင်းရပဲရှာနိုင်တယ်ဟိုကုသိုလ်အကုသိုလ်ခွဲခြားပြီးရှာနိုင်တယ် ပြီးတော့ဘဝနေထိုင်မှုမှာလည်းမိမိတန်ត្រာကောင်းကျိုးတွေလုပ်မယ်တမ်းမယ်ပြီးရင်သီလစောင့်တည်မယ်ပြီးရင်ဝိပဿနာတရားအားထုတ်မယ်ဆိုပြီးဒီလိုမျိုးကောင်းကျိုးချမ်းသာနဲ့မိမိဘဝကိုဟိုကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်တယ်။တားလေးတမီလေးတွေကိုဟိုကိုကိုနဲ့ပတ်သက်တဲ့မိသားစုတွေကိုနဲ့ပတ်သက်တဲ့ဆွေမျိုးညာတိတိတပည့်တပန်းတွေပေါ်မှာလည်းမေတ္တာစေတနာထားပြီးကောင်းကျိုးလိုရာလေးတွေပြုပေးသွားတတ်တယ်ပေါ့။ အဲ့ဒါကြောင့်သူတော်ကောင်းတရားတွေနားမယ်ခုချိန်မှာကိုယ့်ရဲ့အသက်ရွယ်နဲ့ခုအသက်20ရွယ်ညီလေးညီမလေးတွေဆိုတော့နောက်လည်းကြည့်လိုက်ပါမိမိက80တန်းတန်းပါတယ်ဆိုညီလေးတို့20ရာခိုင်နှုန်းအောက်ပါချက်တော့နှစ်ချောင်းမရှိတော့တယ်လို့ခန်းစားရတယ်ဒါကိုသိရမှာကံအနေနဲ့ကတော့20ရာခိုင်နှုန်းမရှိတော့ဘူး60ပဲကျန်တော့မယ်အဲ့တော့40ရှိတဲ့သူကနောက်ဝင်လှည့်ကြည့်လိုက်ပါအသက်80တန်းမဲတွက်လိုက်40ရာခိုင်နှုန်းကဘာဖြစ်သွားပြီလဲဆိုရင်နောက်က40မရှိတော့ခါးတိုင်းမရှိတော့ဘူးလို့သိရမှာမိမိဘွားကမိမိအဲ့ဒီလိုအမှန်မြင်မှ ပြင်မှာတည်ခြင်းကြောင့်တရားကိုမေ့လို့မရဘူး။အိုခြင်းနာခြင်းတည်ခြင်းတွေကနောက်ကလိုက်စား၊ကြိုက်စားနေတာကျွန်တော်တို့ဘဝကြီးကအဲ့ဒီလိုမျိုးနဲ့ပဲပြတ်တုံးပြီးတော့သွားတာရုပ်အနေနဲ့ကတော့လူတွေကရှိတာပေါ့ခန္ဓာကိုယ်တစ်ခုလုံးဘာမှမပြည့်စုံဘူးလို့ထင်ရပေမဲ့ကျွန်တော်တို့ကံကြောင့်တရားနဲ့တတန်းကတော့ ဖြည်းဖြည်းဆုတ်ယုတ်ဆုတ်ယုတ်ပျက်စီးလာပြီလို့အမှန်မြင်ပြီးတော့အဲ့ဒါမိမိကိုမိမိသုံးသက်ဆင်ခြင်ပါလို့ကျွန်တော်ကြံပေးလိုက်တော့ဟုတ်တယ်နော်ကိုကြီးတဲ့ညီလေးလည်းဘာမှမဆိုဟွာစီးပွားရေးတွေပဲနေနေဝညာအောင်စီးပွားရေးတွေနဲ့ဆိုတော့ဒါကျွန်တော်တို့အနေနဲ့လည်းဒါပြန်ကြည့်မယ်ဆိုကျွန်တော်35နှစ်ဝင်ခြင်း33နှစ်ဝင်ခြင်းကျွန်တော်ခန္ဓာကြီးကျွန်တော်ရဲ့ကံအားဒါမရှိတော့ဘူးပေါ့တဲ့ကြံတဲ့ချိန်ကြီးတွေကိုကောင်းကောင်းမွန်နေရမှာမှန်တာပေါ့လို့တက်နိုင်ဆုံးတက်ဆွမ်းနိုင်များတော့ ကောင်းမွန်ကြိုးစားမှာပေါ့လူဆိုတော့အပြစ်ကတော့မကင်းဘူးပေါ့ပုထုဇဉ်နေနဲ့ဒါပေမဲ့နဲနိုင်တယ်များနဲအောင်ပေါ့ကျွန်တော်တို့လည်းအပြစ်မကင်းပါဘူးနဲနိုင်တယ်များနဲအောင်လာကြိုးစားပြီးနေတယ်တက်နိုင်တယ်များဆရာတော်တန်ဃာတော်တွေကိုချင်းကပ်ပြီးတော့သူတို့ရဲ့ဆုံးမအော်အာတာကိုနေတယ်တရားတက်နိုင်တယ်များကြိုးစားပြီးနားတယ်ပေါ့နော်